မင်္ဂလာပါရှင်။ဘာမခဲတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူးသတင်းအမျိုးကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။အခုတခါတင်ဆက်ပေးမယ့်သတင်းကတော့အင်းစိတ်မြို့နယ်သတိမင်္ဂလာလမ်းမပေါ်ရှိလေတက်အိမ်နောင်တဲ့လိုင်ငန်အဆောင်ခေကိုလက်ပစ်ပုံးပြစ်သွင်းတိုက်ခတ်မှုစစ်ကောင်စီတပ်သားတို့ထိခိုက်ဒဏ်ရာရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရန်ကုန်မြို့အင်းစိန်မြို့နယ်တရီမင်္ဂလာလမ်းမပေါ်ရှိလေတက်အိမ်တော်တဲ့လိုင်းငန်းအဆောင်ကိတ်ကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သားတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame ဖွဲ့မှတာဝန်ရှိသူကရန်ကုန်ခေတ္တတရင်ဌာနတန်းတို့ပြောဆိုသည် ဧပြီလ17ရက်နေ့ည9:38မိနစ်ခန့်တွင်အင်းစိန်မြို့နယ်တိရီမင်္ဂလာလမ်းမပေါ်ရှိကျန်းဖတ်စတိတ်လီတက်အိမ်နောင်တဲ့လိုင်းကန်အောက်ကင်းငယ်ကိုတော်လင်းရဲဘော်များကလက်ပစ်ပုံပြည့်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုအတွင်းကျန်းဖတ်စစ်ကောင်စီတပ်သားတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလိုင်းကန်အတွင်းကိုလူနာတင်ကားများနဲ့စစ်ကားများဝင်ရောက်သွားကြောင်းသိရှိရသည်။ အင်းစိန်သီရိမင်္ဂလာလန်ဘောကလေတက်အင်းအောင်တဲ့လိုင်ကန်ခိတ်ကင်းကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာပါလက်ပြပုံနှလုံးပြတ်ထဲခဲ့တာပါအနည်းဆုံးအဆောင်ခွေနှကောင်ထိခိုက်မှုရှိနိုင်ပါတယ်ရဲဘော်တွေအထိခိုက်မှုရှိပြန်လေးဆုတ်ခွာနိုင်ခဲ့တယ်တိုက်ခိုက်မှုဖြစ်ပြီးတော့ ambulance တွေရောခွေးကားတွေရောအဆက်ဆဲတွေပြုလုပ်နေပါတယ်ဟု operation flame ဖွဲ့မှတာဝန်ရှိသူကပြောဆိုသည်တိုက်ခိုက်မှုပြုလုပ်ပြီးနောက်တွန်လင်းရဲဘော်များအထိခိုက်မှုရှိပြန်လေးဆုတ်ခွာနိုင်ခဲ့ပြီးအဆိုပါဆစ်စင်ရေးကို operation flame မှလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်၍ရန်ကုန်တွန်လင်းမဟာမိတ်များနဲ့အားလုံးနဲ့ 2ဦးလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအချိန်မြင့်တိုက်ခိုက်ချိန်မုံသွားမည်ဖြစ်ကြောင်းကိုလည်းတိပေးထုတ်ပြန်ထားသည်ဆလဘင်းငလင်းလှုပ်ပြီး15ရက်ကြာမင်းအောင်လိုင်းဇနီးသားနှင့်သမီးမိသားစုဝင်အလုံးတောင်ကြီးရွှေဖုံးပင့်စေတီကိုရဲရဲချေထီတော့တင်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ်မြန်မာနိုင်ငံတွင်လူသေးဆုံးမှုနှင့်အပြည့်အစုံများပြသောငလင်းလုတ်ခတ်ပြီးစငါရဲ့အကြာအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းဇနီးကျူကျူတားအောင်ပြေဆုံးနှင့်တမိခင်သေးရီတမောနုကရဲရအပြင်တောင်ကြီးမြို့ရှိရွှေဖုံးပင့်စေဒီကိုထီတော်များတင်ကြကြရန်ကုန်ခေတ်သိမ်းတွင်ရင်းမြစ်များထံမှသိရှိရသည် ဧပြီလ17ရက်နေ့မင်းအွန်လိုင်းနဲ့မိသားစုကတောင်ကြီးမြို့သို့သွားရောက်ကရွှေပုံမွင့်စေတီတော်ကိုထီတော်တင်ခြင်းဖြစ်ကြောင်းမင်းအွန်လိုင်းမိသားစုကစေတီတော်တွင်ရွှေစင်6ကျပ်သားရှိရွှေသင်္ကန်းတစ်ချပ်ကိုကပ်လိုခဲ့သည့်အပြင်ထီတော်တင်ခြင်းတွင်ရွှေသင်္ကန်းကပ်လိုခြင်းတို့မှာရရပြစ်လှူဆောင်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကြီးမြို့ရှိရွှေပုံမွင့်စေတီကိုထီတော်တင်ရရင်မင်းအွန်လိုင်းမိသားစုဝင်အလုံးကဖရာရည်မြင်ပေါ်တွင်ဖရာထီတော်နှင့်အတူလှည့်လည်ခဲ့ကြကြောင်းသိရှိရသည်။ မတ်လ28ရက်နေ့စကိုင်းငလင်းကြီးလှုပ်ခတ်ပြီးနောက်မင်းအောင်လိုင်းကတနိုင်ငံလုံးတွင်ဧပြီလ10ရက်နေ့မှစပြီးဧပြီလ16ရက်နေ့အထိည9နာရီတိုင်း9ရက်9ချိန်ရနသုံးများရွတ်ဖက်ခိုင်းခြင်းရှေဒန်စကန်များဝင်ကြီးဌာနရုံးများတရင်တပ်ဖွဲ့များတွင်မှရနသုံးရွတ်ဖက်ပွဲများလှုပ်ဆောင်ခိုင်းခြင်းလှုပ်ဆောင်ခဲ့ပြီးနောက်ယခုနောက်ဆုံးတွင်တောင်ကြီးမြို့တွင်ရွှေဘုံပွင့်စီတွေကိုရေရချခြေသည့်အနေဖြင့်တီတော်တင်ခြင်းများလှုပ်ဆောင်လာခြင်းဖြစ်သည့်နေပြည်တော်တွင်မြို့ပြကြီးကဲ့သို့ဖြစ်စေခဲ့သောမတ်လ28ရက်ငလင်းလှုပ်ခတ်ခဲ့ပြီးနောက်မင်းအောင်လိုင်းနေ သားစုကနေပြီးတော့နေအိမ်လုံး၎င်းကိုခွဲနေသည်ဝစီဘိတ်ဆရာတော်ကိုပင်ရရချေချင်းပါဝင်ရရချေမှုများဇက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်။ တောင်ကြီးမြို့ရွှေဖုံးမင်းစေရီတီတော်တင်ကျင်း KBZ လုပ်ငန်းစုဥက္ကဋ္ဌအောင်ကိုဝင်းခေါ်ဆရာကျောင်းလေးပါဝင်ခဲ့ကြောင်းစစ်ကောင်စီတရင်ထုတ်ပြန်ချက်တဝုံများတွင်ဖော်ပြထားသည်ရခုဆက်လက်ပြီးစကိုင်းကလင်လောက်ခတ်စင်မန္တလေးတက္ကသိုလ်မီလောင်မီတက္ကသိုလ်ဝန်ထမ်းဆောင်မွေးဖြေလွှာလေးသိန်းခန့်မီလောင်သွားရင်မန္တလေးစကိုင်းကချင်နှင့်နေပြည်တော်တို့တွင်ဆောင်မွေးပြန်ဖြေခန်းမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် စကိုင်းကလင်းလောက်ကဲစင်မန္တလေးတက္ကသိုလ်မီလာမီတက္ကသိုလ်ဝန်ထမ်းဆမ်မှုပွဲအဖြေလွှာလေးသိန်းငက်မီလောင်ပြက်စီ၍မန္တလေးစကိုင်းကချင်းနှင့်နေပြည်တော်တို့တွင်ဆမ်မှုပွဲပြန်ကျင်းပရန်ဂျန်ဘက်မြောင်းလိုင်းကညွှန်ကြားထားကြောင်းပညာရေးတိုင်ဝမ်ကပြောဆိုသည် မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောပြင်အောင်ခနေသတမခနေအစဉ်ရှိစကိုင်းငလင်းကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပြက်စီမှုများဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲအဖြစ်မီလောင်မှုများဖြစ်ပေါ်ခဲ့ကြောင်းအဆိုပါမီလောင်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်တို့ရောက်ရှိလျက်ရှိသည့်2024-2025တက္ကသိုလ်ဝင်ဆမှုဝဲဖြေလွှာများဖြစ်သည့်မန္တလေးတိုင်းဒေသကြီးမှာဖြေဆိုသူဦးရေ46,944ဦးအဖြေလွှာအုပ်ရေ28,940ဦးစကိုင်းတိုင်းဒေသကြီးမှာဖြေဆိုသူဦးရေ9,300 တအူအဖြေလောအုပ်ရိပ်၄၃၈၂၈ဥကချင်ပြည်နယ်မှာဖြစ်ဆိုသူဥယေ၈၆၉၉ဥအဖြေလောအုပ်ရိပ်၅၂၁၈၉စုစုပေါင်းအဖြေလော၄သိန်းဝန်းကျင်မီလောင်ပြည့်စည်ဆုံးရှုံးခဲ့ရသည်ထိုကဲ့သို့အဖြေလောများမီလောင်ဆုံးရှုံးခဲ့သည့်အတွက်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်နှင့်နေပြည်တော်ကောင်စီနယ်မြေအတွင်းမှဖြစ်ဆိုခဲ့သည်ကျောင်းသောကျောင်းသူများအဖြေလောများမီလောင်ပြည့်စည်သွားခဲ့သည့်အတွက်စမုပ်ပိုင်းပြန်လည်ကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်နိုင်ရန်မင်းအောင်လိုင်ကမက်လ၂၉ရက်နေ့မန္တလေးကြီးစင်အတွင်းညွှန်ကြားခဲ့ကြောင်းသိ သိရှိရသည်မန္တလေးတွင်လာမည့်မေလတရက်နေ့ចောင်းသားចောင်းသူများကိုအနီးကနှစ်ပတ်ចောင်းတက်ခိုင်းပြီးစမှုပဲပြန်လည်ဖြေခိုင်းရန်ចောင်းသားမိဘများကိုသက်ဆိုင်ရာចောင်းများကပြန်လည်ခေါ်ယူညီနိုင်သည့်ပေးခဲ့ចောင်းသိရှိရသည် မန္တလေးမှာစနတန်းចောင်းသားចောင်းသူတွေစာမှုပဲပြန်ဖြေရမယ်လို့မန္တလေးအထက်ကငါကခေါ်ပြောပါရယ်မေလာတရက်ကနေပြီးနှစ်ပတ်ចောင်းတက်ရမယ်ပြီးရင်စာမှုပြန်ဖြေရမယ်အကြီးကဖြေလာရင်မီလောက်နဲ့အထဲပါသွားလို့တဲ့ကလေးတွေကငလင်တန်းသင်ရတဲ့အထဲစာမှုပြန်ဖြေရမယ်ဆိုတော့မိဘရောចောင်းသားចောင်းသူအကုန်စိတ်ဆင်းရဲနေရတယ်ဟုမန္တလေးအမှန်ကအခြေခံပညာထက်တန်းចောင်းနဲ့တက္ကသိုလ်ဝန်ထမ်းဖြေဆိုထားသောចောင်းသားတို့မိဘကရန်ကုန်ခေတ်တည်ထောင်ဌာနတို့ပြောဆိုသည်ဆလဘီငလင်ဘေးကူညီရဲ့အတားဆီးတွေဖယ်ရှားဖို့နဲ့စစ်စင်ရဲ့ ားလုံးရက်ဖို့ကုလပြောဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ခြေကွဲပွဲငလျင်အပြီးမှာအပြစ်ခတ်ရစဲကြောင့်စစ်ကောင်စီကကြေညာထားပေမယ့်စစ်စင်ရေးတွေဆက်လုပ်နေတာကြောင့်အရက်သားတွေထိခိုက်ခံစားနေကြရဆဲဖြစ်တယ်လို့ကုလသမဂ္ဂလူအခွင့်ရေးရုံးပြောခွင့်ရပုဂ္ဂိုလ် Revina Shamdar Sanin ကပြောပါတယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဘေးတင်ဒေတာတွေကိုရောက်ရှိရတဲ့ခုတွေကိုအယုံဆိုင်တင်တဲ့အချိန်မှာစစ်တပ်ကတိုက်ခိုက်မှုတွေလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်ငလျင်လှုပ်ခတ်ပြီးတဲ့ကစစ်ကောင်စီကတိုက်ခိုက်မှုအချိန်မှာ 120ကျော်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိထားပြီးထောက်ဝက်ကျော်ကအီရန်လာနယ်ရဲ့အပြစ်ခတ်ရက်စဲကြောင်းကြေညာပြီးမှတိုက်ခိုက်တာဖြစ်တယ်လို့ဆိုပါတယ်ဒီထဲမှာအများစုကငလင်ဘေးတဲ့ဒေသတွေမှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေပေါဝင်တယ်လို့ပြောပါရယ်လူလူထူထပ်တဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်တဲ့တရင်တွေလည်းရရှိထားပြီးအများအပြားကအစဉ်ကျင်မဲ့တိုက်ခိုက်မှုတွေနဲ့အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်တာတွေ့ရတယ်လို့ဆိုပါရယ် ကိုလာသမကအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့အတွက်အတားဆီးမှန်သမျှဖယ်ရှားဖို့နဲ့စစ်စင်ရေးတွေအလုံးရက်တက်မှုတောင်းဆိုရဲလို့ဆိုပါတယ်။တကြံပွဲတော့နဲ့နှစ်သက်ကိုကာလတနင်္ဂနွေနေ့မှာစတင်မှာဖြစ်တဲ့အတွက်လူအနေသူအလုံးကိုကူညီနိုင်ဖို့ဂျိုးပန်းအားထုတ်မှုတွေလုပ်ဖို့တောင်းဆိုကြောင်းနိုင်ငံတော်တိုင်းမင်ကန်ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြန်ပါဝင်2021ခုနှစ်ဖေဖော်ဝါရီလတည်းကဖန်ဆီးထားတဲ့နိုင်ငံရေးကျင်းသားတွေကိုလည်းလူငယ်ချမ်းသာဝင်အပြေအဝပေးဖို့တောင်းဆိုကြောင်းပြောပါတယ်။ လူသားချင်းစာနာမှုအထောက်အကူတွေပေးဖို့အတွက်ဒါစီအလုံးကိုဖေရှားဖို့နဲ့စစ်စင်ရေးတွေရပ်တန့်ဖို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဖော်ကာထက်ကလည်းစစ်ကောင်စီကိုတောင်းဆိုပါတယ်။နိုင်ငံတကာဥပဒေအရလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေသူတွေဆီရောက်ရှိရေးဟောမြန်မာနိုင်ငံကသက်ဆိုင်သူအလုံးမှတောင်းရှိတယ်လို့လည်းကုလမဟာမင်းကြီးကအသိပေးထားပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ PTT EB အနေဖြင့်မြန်မာဆက်အုပ်စုတန်းဘဏ်ကငွေပေးအပ်နေခြင်းရက်တက်ရမျိုးထုတ်ပြန်သတိပေးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ထိုင်းနိုင်ငံ၏ရေနံကုမ္ပဏီကြီး PTT Exploration and Production Public Company Limited PTT EP သည်ဆေအိုဆူထိန်ချုပ်ကန်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သောမြမရေနံ၏တဘာဝတံငွေလုပ်ငန်းနှင့်မကြသေးမီကနားလည်မှုစာချုပ်လာလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။အဆိုပါနားလည်မှုစာချုပ်လာတွင်ဆေအိုဆူအတွက်ဗန်နံငွေရှာဖွေပေးနေသောတဘာဝတံငွေလုပ်ငန်းတစ်ခုဖြစ်သည့်ရေနာကန်လွန်တဘာဝတံငွေလုပ်ကွက်၏ထုတ်လုပ်မှုတိုးချဲ့ဆောင်ရွက်ရန်ဆိုသည့်အချက်ပါဝင်ကြောင်းသိရသည်။ PTTEPN ပြင်ထိုးသောဆဲအုပ်စုနှင့်စီးပွားရေးဆက်လက်လုပ်ကိုင်ကဘဏ္ဍာငွေများရှာဖွေပေးအပ်နေခြင်းများအားရတရားမည်ဖြစ်ကြောင်းလူခွင့်ရေးလှူရှာတဲ့အဖွဲ့တစ်ခုဖြစ်သော Justice for Myanmar ကရှမန်နေထုတ်ပြန်တည်ပေးထားသည် PTTEP သည်မြန်မာနိုင်ငံတွင်ရှိရတနာစော်တေကာနှင့် MD သဘာဝတံငွေလုပ်ငန်းများတွင်အကြီးဆုံးရင်းနှီးမြှုပ်နှံသူနှင့်ကြီးကြပ်လုပ်ကိုင်သူဖြစ်ပြီးတွင်သည့်သူဖော်ခြင်းများကိုဆက်လက်လှူဆောင်ကဆဲအုပ်စုကိုအကျိုးအမြတ်များရှာဖွေပေးနေသည့်ကုမ္ပဏီလည်းဖြစ်သည်ဆဲအုပ်စုသည်မြန်မာနိုင်ငံတွင်ဖျားအပြင်းငလင်းလှုပ်ခတ်ပြီးနောက် ပိုင်းပြည်သူများတိဒုက္ခရောက်နေချိန်တွင်ပင်လေယောင်းတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေပြီးထိုင်းအစိုးရသည်စစ်တပ်ကိုဝင်ငွေရှာဖွေပေးနေသည့် PTTEB မိခင်ကုမ္ပဏီ PTT တွင်ရှယ်ယာများပိုင်ဆိုင်ထားခြင်းကြောင့်ဆဲအုပ်စုကျူးလွန်လျက်ရှိသည့်စစ်ရောက်ဆွေးမှုများနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင်ကျန်ရပါပတ်သက်နေပြီဖြစ်သည်ဟု JFN ကထုတ်ပြန်သည်။ PTTEBN ဖြင့်စစ်တပ်ကိုဗန္ဓာငွေရှာဖွေပေးအပ်နေခြင်းအားရတမီဗန္ဓာငွေအလုံးကိုအကာအကွယ်ရရှိထားသောဘဏ်ကောက်တစ်ခုတွင်ထိမ့်သိမ်းထားရန် GFN ကတိုက်တွန်းထားပြီးထို့သောမလို့ဆောင်နိုင်မှာက PTTEBN ဖြင့်တာယူမှုရှိစွာဖြင့်စီးပွားရေးလုပ်ငန်းများမှရှုပ်သိမ်းထောက်ခါရမည်ဟုလည်းတရေပေးထုတ်ပြန်ထားသည်